်ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့ဒီနေ့နှိုးစော်တိုက်တွန်းသတိပေးပါကျွန်တော်တို့လည်းအတက်တာလည်းမိမိကိုမိမိနှုတ်ကပတ်တော်နဲ့သတိပြုနိုင်တော်သူများဖြစ်ရပါမိကြောင်းလက်တော်ထဲမှာအံ့နံပါれအရှင်ယေရှုနာမ၌ဆုတောင်းပါれဖဖရားအာမင်အာမင်โอเคဆိုကျွန်တော်ကအပေါင်းအဖော်ရဲ့ဇကားကိုသတိထားဆိုတော့ကျွန်တော်ဒီရာလေးဝင်ငှခြင်းနဲ့ရာဇဝင်ပထမဆုံးခန်းကြီး19ပြီးခဲ့တဲ့ဘက်ကပတ်ဝအဲ့ဒီမှာဗာပြောခဲ့လေဆိုတော့ အာမုံရှင်မြင်ဟာနုသူ့ရဲ့အဖေကနာဟတ်အဖေသေသွားတော့သားကဘရင်လုတ်တယ်ဘရင်လုတ်တဲ့အချိန်မှာဒါဝိကသူ့ရဲ့ဂျုံတွေကိုလွတ်လိုက်သွားအဲ့ဒီဘရင်စီဘာလို့လဲဆိုတော့သူ့အဖေကငါကျေးဇူးပြုခဲ့တာသူ့အဖေသေတယ်ဆိုတော့သူ့သားကိုဘရင်လုတ်ပြီသူ့သားလည်းစိတ်ကောင်းမှမဟုတ်အဖေကသေတယ်ဆိုတော့ကဲသွားသွားသွားနှစ်သိမ့်တဲ့ဇကားတွေပဲသွားပြောပြောလိုက်ငါလွတ်လိုက်တယ်ဆိုပြီးတော့ဒါနဲ့ဒါဝိကလူလွတ်ပြီးတော့ဟာလား ခါတဲ့ဟာနုံကိုနှစ်သိမ့်တဲ့စကားသွားပြောခိုင်းတယ်ဟာနုံရဲ့မူမက်တရားဟာနုံကိုပြောတယ်လေအေးအဲ့ဒီလူတွေကအကောင်းလာတာမဟုတ်ဘူးတိုင်းပြည်ရဲ့အခြေအနေကိုလာအကဲခတ်တာပြီးစစ်လာတိုက်ပြီးလာပြီးတော့တိမ့်သွားမှာပြည်စည်းတွေဒါကြောင့်မလို့တတိထားအဲ့ခါမနေနဲ့လူကောင်းတွေမထင်မနေနဲ့ဟာအဲ့ဒါနဲ့ဘာလို့လဲဆိုနာဟိုဒီအာဟာနုံကလည်းယုံသွားရောဟာနုံက သူ့ရဲ့လူတွေပြောတဲ့စကားကိုယုံပြီးတော့မှတခါတည်းဒါဝိရဲ့လူတွေကိုခေါ်ပြီးတော့မုတ်ဆက်ရေးပလိုက်တယ်။ပင်ပါဒီအဝတ်ကိုဖြတ်ပလိုက်တယ်။ပြီးမှပြန်ခိုင်းလိုက်တယ်။ဒါဝိရဲ့လူတွေအရှက်တကွဲနဲ့ပြန်သွားတယ်။ပြီးခဲ့တဲ့ဘက်ကကျွန်တော်အဲ့ဒါဟောတယ်။ပြန်သွားရောပြန်သွားဒါဝိကအဲ့ဒီတင်ကြားရောကြားတာနဲ့ချက်ချင်းလူလွတ်ပြီးတော့မှအေးရေဒီခေါ်မှမင်းတို့နေကြမင်းတို့အရှက်တွေကွဲနေပြီဟလားမုတ်ဆက်လည်းရိတ်လိုက်တယ်ဟိုအဝတ်စားလည်းဖြတ်ပလိုက်တယ်။ဘာမှစိတ်လည်းမကြနဲ့မင်းတို့အိမ်မှာနေမုတ်ဆက်ရှည်တဲ့အထိနေမုတ်ဆက်ရှည်ပြီးမှပြန်လာ။ အချက်တကွဲနဲ့မလာနဲ့နော်အေးစေးနေဆိုပြီးတော့မှဒါဝိကသူတို့အားပေးတယ်အားပေးတယ်သူတို့ကိုကူညီတယ်သူတို့ဘက်မှရက်တီပေးတယ်ဒါပေမဲ့တိရမာကဒီဟာနှုံကလေဘာတော့သဘောပေါက်လဲတိလားအာမုံရှင်ပြင်း तू တိတဲ့တိရဘာလဲဆိုဒါဝိသူ့လူတွေနဲ့ငါတို့ကိုစစ်လာတိုက်လိမ့်မယ်ကောင်းကောင်းတိတယ်ဘာလို့တိလဲ तू များတပည့်ကိုမုတ်ဆိတ်ရိပ်ပလိုက်တယ်အဝိစားဖြတ်ပလိုက်တယ် तू များလက်ပိုက်ပြီးပဲနေမလဲလာတွယ်မှာပေါ့ အာမုံရှင်ပြင်ကောင်းကောင်းသိတယ်။အဲ့ဒီအကြောင်းကိုတစ်ချုပ်ခန်းကြီးဆက်ကိုအပိုက်ငယ်6မှာရေးထားတယ်။ဟာနုံမင်းနဲ့အာမုံမျိုးသားတို့ကငါတို့ဒီဒါဝိရှေ့မှာဆက်ဆုပ်ယွန်ရှာပွဲဖြစ်လိမ့်မည်ဟုသိလျင်မေသောပေါတာမိပြီရှူရီမာခာပြီဇေဘပြီတို့၌မြင်းရထားတို့ကိုငှားခြင်းကငွေအခွက်တစ်သောင်းကိုထောက်၍ဟွန်းဟိုမှာသူတို့ဘာလုပ်လဲ အာစစ်လာတိုက်တော့မယ်သူတို့တိတဲ့တော့ဓမ္မမြင်းနေငှားပြီးစစ်ဒဇာတွေငှားပြီးဒါဝိလာရင်ငါတို့ပြန်ချမယ်ငှားပြီးငှားတဲ့တည်းမှာရှုတိစစ်တက်ကလည်းသူတို့စစ်လာကူဖို့သူတို့ကအပေးယူလှုပ်ထားတယ်တော့ရှုတိစစ်တက်ကလည်းအိုဘာပဲပြပြအာမုံရှင်ပြင်ဘက်မှာရက်ပြီးတော့စစ်တိုက်ပေးမယ်နော်သူတယောက်တယောက်အပေးယူလှုပ်ထားပြီသူတို့သိတယ်လာမှာပဲလေဒါဝိကဒီတိုင်းတော့လက်ပိုက်ပြီးပဲနေမလဲခေါင်းငုတ်ပြီးတော့ငါလူတွေကိုလှအဆက်ခွဲခဲ့တဲ့တယောက်သူလာစော်မှာပေါ့ ဒါနဲ့သူကရှုရီလူတွေကိုလည်းခေါ်ထားတယ်ပြီးတော့မှဆစ်လက်နဲ့ဒီစစ်ရထားတွေလည်းငားထားတယ်ငားပြီးစောက်နေတာဒါဝိတ်ကတခါတည်းအဲ့ချိန်မှာအမိတ်ပေးပြီးယွာဘကိုအဲ့ဒီအချိန်မှာယွာဘကယွာဘကစစ်ဘူချုပ်အဲ့ဒီအချိန်မှာဒါဝိတ်ဘက်မှာလေယွာဘကစစ်ဘူချုပ်အဲ့တော့ယွာဘဘက်ကနေဘာလုပ်တယ်လဲဆိုလို့ရှိရင်ယွာဘကသူ့ဘက်ကနေပြီးတော့စစ်ဘူဟာခင်းတယ်ဘယ်လိုစစ်တိုက်ရင်ကောင်းမလဲ ရွာပါကသူကစစ်ဘိုလ်ချုပ်ဆိုသူစဉ်းစားပြီလေဒီရှူရီကိုလည်းသူတို့ကငားတယ်ကွာအာမုံတွေကအဲ့တော့ငါတို့ဘယ်လိုစစ်တိုက်မလဲအာမုံတွေကလည်းဟိုကဘာပြောအရေးချင်းရှိတယ်လေသူတို့ငားတဲ့ရှူရီတွေကလည်းအရေးချင်းရှိတယ်ဆိုတော့သူတို့ကိုကျွန်တော်နိုင်အောင်ဘယ်လိုတိုက်ရမလဲလို့ရွာပါကစစ်ဘူဟာခင်းတဲ့ခါမှာစစ်မျက်နှာနှစ်ခုဖွင့်လိုက်စစ်မျက်နှာနှစ်ခုဖွင့်လိုက်ရှူရီဘက်ကိုတစ်ဖက်တိုက်မယ်အာမုံဘက်ကိုတစ်ဖက်တိုက်မယ်နှစ်ဖက်တိုက်ကျင်းတော့ဒီဝါခင်းလိုက်ပြီးသူကစစ်မျက်နှာနှစ်ခုပွင့်နေရှူရီဘက်ကိုလည်းတိုက်မယ်အာမုံဘက်ကိုလည်း တိုက်ပြီးတော့မှသူဘာလုပ်လိုက်လဲဆိုလို့ရှိရင်အဲ့ဒီဘိုလ်ချုပ်ရွာဘကတာဝင်နေအနှင်းနေတာဝင်ခွဲတာပေါ့အာမုံဘက်ကိုဘယ်သူတိုက်ရှူဒီဘက်ကိုဘယ်သူတိုက်သူကတာဝင်ခွဲတယ်သူတာဝင်ခွဲတဲ့အကြောင်းကိုအပိုက်ငယ်၁၀မှာရေးထားတယ်တစ်ချက်ပတ်မယ်ရွာဘဒီလဲရှေ့နိုင်၎င်းနောက်နိုင်၎င်းစစ်မျက်နှာနှစ်ဖက်ရှိသည်ကိုမြင်လျင်ဣဒရီလာလူတို့တွင်တာမြန်တော်သူရှိသည်များတို့ကိုရွေးကောက်၍ ရှူရီလူတို့တဖတ်၌စစ်ခင်းခြင်းကြဤကျင်တော့အခုဘာလုပ်လဲဆိုရှူရီလူတွေတဖတ်မှာရွာဘကစစ်ခင်းခြင်းမယ်တွတ်တွတ်ရှူရီလူတွေရဲ့တဖတ်မှာနော်ရွာဘကစစ်ခင်းခြင်းမယ်ဆိုတော့အဲ့ဒီရွာဘကရှူရီလူတွေတဖတ်မှာစစ်ခင်းခြင်းမယ်ဆိုတော့သူကဣတရေလလူတွေကတန်မြန်တဲ့လူတွေ အရှိတဲ့လူတွေတွက်လက်တဲ့လူတွေသူရွေးလိုက်တယ်ပြီးသူဥဆောင်ပြီးချမယ်ရှုရီလူတွေရှုရီကအာတန်နဲ့သွားမလို့နဲ့ရှုရီကိုချဖို့ကမလွယ်ဘူးအဲ့တော့ယွာဘသူကိုယ်တိုင်ချမယ်ပြီးတော့မှဣသလလူတွေကနည်းနည်းတွတ်တွတ်လက်လက်လင်မြန်တဲ့လူတွေကိုရွေးလိုက်တယ်ရွေးပြီးမင်းတို့ငါနဲ့သူတို့ချရှုရီဘက်ကိုအေးဒါပေမဲ့သူညီအဗိရှေဆိုတာရှိတယ်အဗိရှေကတော့ဘာလို့ရမလဲဆိုလို့ရှိရင်အာမုံဘက်ကိုချအပိုက်ငယ်စက်တင်မှာနော် ဖတ်ပြမယ်။ကျွင်းသောသူတို့ကိုအာမုံအမျိုးသားတို့တဖတ်၌စစ်ခင်ချင်းစေခြင်းကညီအဘိရှက်လက်တို့အလျက်။အဘိရှက်ညီလေးမင်းအာမုံကိုဆော့။အခုငါရွေးပြီးမှကြံတဲ့လူကိုမင်းဥဆောင်။ဥဆောင်ပြီးအာမုံကိုမင်းချငါကတော့ငါရွေးထားတဲ့လူနဲ့ရှုရီကိုချမယ်။အဲစစ်မျက်နှာနှစ်ခုဟုတ်တယ်။တရတဖတ်စီသူတို့ချတော့မယ်။ပြီးမှသူတို့ကတယောက်နဲ့တယောက်အကြံပေးထားတယ်။နော်ဗိုလ်ချုပ်ရွာပါပြောထားတယ်။တကယ်လို့ငါတို့နိုင်ရင် โอเคတယ်ငါတို့ရှုံးရင်မင်းလာကူလိုက်တကယ်လို့မင်းတို့နိုင်ရင်โอเคတယ်မင်းတို့ရှုံးရင်ငါတို့လာကူမယ်တယောက်နဲ့တယောက်လေးအဲ့လိုမျိုးစီကံတတ်မှတ်ထားတယ်အဲ့ဒီအကြောင်းကိုတော့အပိုက်ငယ်ဆက်နှစ်မှာရေးထားတယ်ဖတ်မယ်နော်ရှုရီလူတို့ဒီငါတို့ကိုနိုင်ရင်ငါအာကူရမည်အာမုံအမျိုးသားတို့ဒီသင်ကိုနိုင်ရင်သင်အားငါကူမည်ညီလေးအဖေရှယ်မင်းချအာမုံနေမင်းကိုနိုင်ရင်မပူနဲ့ငါတို့လာကူမယ် ဒါမင်းတို့လည်းမှတ်ထားနော်ငါတို့ကိုရှုတိတွေနိုင်ရင်မင်းတို့လာကူတယောက်နဲ့တယောက်ပြောထားတာပြောပြီးချရောအားပေးတယ်နော်ချလုံးဝမရှုံးနဲ့ချအာဒီမှာအပိုင်ငယ်ဆက်တော့မှာရဲရင်တော့စိတ်ရှိ၍ငါတို့လူမျိုးနဲ့ငါတို့ဖျားသခင်မျိုးရွာတို့အဖို့အားထုတ်၍တိုက်ကြကုန်ကထော်ရဘသည်အလိုတော်ရှိသည့်အတိုင်းစီရင်တော်မူစေသတည်းဟုဆိုပြီးမှအာရဲရင်နဲ့စိတ်အားထုတ်ပြီးချတာချရော တကယ်ချတဲ့အခါမှာအဲ့ဒီမှာနော်အပိုက်ငယ်၁၄သူနိုင်ပါတော့လူများနဲ့ကွာရှူရီလူတို့ကိုစစ်တိုက်ခြင်းကချင်းသွားတော့ခါရှူရီလူတို့ဒီပြေးကြဤဟာလေလုယာယွာဘတွေ့တာရှူရီတွေထွက်ပြေးတာရှုံးပြီလေရှူရီတွေယွာဘခြားတာရှူရီရှုံးနေဟာရှူရီရှုံးတဲ့တရင်ကို အာမုံတွေကြားရောအပိုင်ငယ်၁၅မှာရှူရီလူတို့ပြေးသူကိုအာမုံအမျိုးသားတို့ဒီမြင်လျင်အာသူတို့မြင်နေတဲ့ သူတို့ဒီလေညီအဘိရှေရှေမှာပြေး၍မြို့ထဲသို့ဝင်ကြ၏ယွာဘဒီလေယေရုရှလင်မြို့သို့ပြန်သွားလေ၏ဟာရှူဒီတွေပြေးပြီဟဲ့ဆိုတော့ကိုတခါတည်းအာမုံတွေကတွေ့ရောရှူဒီတွေရှုံးပြီးပြေးတာမြင်တော့အာမုံတွေလည်းနေနိုင်လားသူတို့လည်းပြေးတော့တာပဲတကြိုးတည်းဒါနဲ့အဘိရှေကနိုင်သွားရောအာမုံယွာဘကရှူဒီကို နိုင်သွားရော နိုင်သွားပြီကြည့်အဲ့တော့ခုအာမုံတွေရှုံးသွားပြီပြောမယ်ဆိုရင်အာမုံတွေစစ်ရှုံးသွားပြီ ဆိုအဲ့ဒီအဖြစ်ပြက်ကဒီနေ့ဘာကိုစကားပြောနေလဲဆိုလို့ရှိရင်အာမုံဘယင်လေးဟလာဟာနုံသူ့လက်အောက်ကမူးမက်တွေပြောတဲ့စကားကိုနားထောင်ပြီးမှတခါတည်းဟိုဒါဝိရဲ့လူတွေကို မုတ်ဆက်ရိုက်ပြီးတော့ခါအထိတင်ပါအထိအဝိစာဖြတ်ပေးလိုက်အဲ့ဒါကြောင့်ခုဒီတိုက်ပွဲတွေဖြစ်တာအခုနောက်ဆုံးသူတို့ပဲရှုံးတယ်သူတို့ငားထားတဲ့ရှုတိလည်းရှုံးသွားတယ် နောက်ဆုံးအဲ့ဒီရှူရီတွေကလေဘလောက်တောင်ခံစားရလဲဆိုကျွန်တော်ဖတ်ပြမယ်နော်သူတို့ဘလောက်ခံစားရလဲကြည့်အောင်ဒီအခန်းကြီးဆက်ကို အပိုက်ငယ်ဆက်ကိုအစုံလေးမှာ နောက်တဖန်ရှူရီလူတို့ဒီအာမုံအမျိုးသားတို့ကိုစစ်မကူကြရှူရီတွေတတ်တလုံးမှတ်သွားပြီအာမုံနောက်တစ်ခေါက်ပြဿနာဖြစ်ငါဘယ်တော့မှမကူတော့ဒီတစ်ခေါက်ကူတာငါတို့ရှုံးတယ်တွေ့လားဒါကြောင့်အာမုံတွေနောက်တစ်ခေါက်ငါတို့အကူကြီးတောင်းရင်ငါတို့ဘယ်တော့မှမကူကြီးတော့ရှူရီတွေကောင်းကောင်းမှတ်သွားပြီ အာမုံအမျိုးသားတွေအတွက်အကူအညီပေးမဲ့ရှိုးတွေညော့သွားပြီးမရှိတော့အဲ့ဒါဆိုတော့အာမုံတွေဒုက္ခရောက်တယ်ဘာကြောင့်လဲအပေါင်းဖော်ရရဲ့စကားကိုယုံမိလို့သူ့ရဲ့ movement တွေစကားယုံမိလို့အခုသူတို့တဒိုင်းပြီလုံးသူတို့လူမျိုးအားလုံးဒုက္ခရောက်သွားတယ်ဟုတ်လားဆိုဒီနေ့ဝิญဉ္ဇဉ်ရေးရမှာလေကျွန်တော်တို့လုတ်ဖို့ဆောင်ဘက်တွေတယောက်နဲ့တယောက်အကြံဉာဏ်ပေးပါမှန်ပါတယ်ကောင်းပါတယ်เนาะ တရားတော်အားပေးတာနှစ်သိတာကောင်းတယ်ဒါပေမဲ့တတိတော်ထားရမယ်မဟုတ်မဟုတ်အားပေးတာကိုသွားမယုံဘူးလို့လေဟုတ်လားအာမုံကသူ့ရဲ့ movement တွေတတိပေးတဲ့စကားသွားနားထောင်တာလေစကားနားထောင်လို့အခုဒုက္ခရောက်တာပေါ့ဟုတ်လားဒါကြောင့်ဒီနေ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာဘာပဲဖြစ်ဖြစ်ဖယားနဲ့ကိုဟာအမြဲတမ်း close ဖြစ်ပြီးဆက်သွယ်နေဖို့လို့လေဖယားခင်ဘာပြောလဲဖယားခင်အတန်ကိုနားထောင်တတ်ဖို့လို့လေဖယားအလိုတော်ဘာလဲအော်ငါလူတွေကဒါပြောတယ်ဒါပေမဲ့ဖယားဘာပြောလဲအဲ့ဒါအရေးကြီးတယ် ကြည်လေအမုံပရင်လေသူလက်အောက်ကမူမက်တွေပြောတာနားထောင်တော့ခုဒုက္ခရောက်တယ်မဟုတ်လားဒါကြောင့်ဒီနေ့ဝိညာဉ်ရေးရမှာကိုအောက်ကလူတွေဘာပြောလဲအဲ့ဒါအထက်ဖះငါဘာပြောလဲဆိုတာအရေးကြီးတယ်ဖះစကားကိုတော်နားမထောင်ဘဲနဲ့အောက်ကမူမက်တွေစကားနားထောင်လို့အခုအမုံလူမျိုးအားလုံးဒုက္ခရောက်တယ်သေကုန်တယ်လေထွက်ပြေးရတယ်လေဘဝပြတ်တယ်သိခါကြတယ်လေအဲ့တို့လူမျိုးတွေဆုံးရှုံးတယ်လေဘာကြောင့်လဲဘေးကအပေါင်းဖော်စကားတော်နားထောင်တာကိုတို့ဘယင်ကမူမက်စကားနားထောင်တာကို ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ကိုဦးစားပေးနားထောင်ပါဒါမှပဲနှုတ်ကပတ်တော်နဲ့မညီတဲ့စကားကိုခွဲခြားတတ်လူတယောက်ကစကားပြောတယ်အဲ့ဒါနှုတ်ကပတ်တော်ဟုတ်လားမဟုတ်လားဘယ်လိုလုပ်သိမလဲနှုတ်ကပတ်တော်ရှိမှဒီနှုတ်ကပတ်တော်နဲ့မကပ်ရင်အဲ့ဒါနှုတ်ကပတ်တော်မဟုတ်ဘူးပေါ့ဟုတ်လားကိုယ့်လက်ထဲမှာပေတံရှိတယ်ဗျာ၃ပေဒါဆို၃ပေပေတံရှိရင်တခုခုကိုတိုင်းလို့၃ပေမပြည့်ရင်ဒါ၃ပေမပြည့်ဘူးပြောနိုင်တာပေါ့ သုံးပေပေတယ်နဲ့တိုင်းလို့ကြော်နေတာသုံးပေကြော်တယ်ပြောနိုင်တာပေါ့နှစ်ခုစလုံးသုံးပေမဟုတ်ဘူးလို့ပြောနိုင်တယ်လေတစ်ခုကသုံးပေမဟုတ်ဘာလို့လဲတိုနေလို့နောက်တစ်ခုကသုံးပေမဟုတ်ဘာလို့လဲရှည်နေလို့ဘာလို့ပြောနိုင်လဲသုံးပေပေတယ်ရှိလို့ပေါ့ဟုတ်လားပေတယ်တိတိကျကျမရှိရင်ဒါဘာလဲဆိုတော့ဘယ်လိုလုပ်သိမလဲအတိုင်းတောင်ဘယ်လိုသိမလဲဆိုတော့ဝိညာဉ်ကြီးကမှနှုတ်ကပတ်တော်မရှိတိုင်းရင်လူတွေပြောတဲ့စကားဟာနှုတ်ကပတ်တော်ဟုတ်လားမဟုတ်လားဘယ်လိုလုပ်သိမလဲဒါကြောင့်မလို့ချက်တော်ညီကောင်မောင်တို့မှကိုယ့်ရဲ့အပေါင်းအဖော်တွေဘာပဲပြောပြော ကိုယ့်လောက်ကလူတွေဘာပဲပြောပြောဘသူဘာပဲပြောပြောကိုယ့်စီမှာနှုတ်ကပတ်တော်ရှိထားရင်အဲ့ဒါနှုတ်ကပတ်တော်ဟုတ်လားမဟုတ်လားခွဲခြားလို့ရနော်ဆိုတော့အခုဟာနုံကိုကြည့်လိုက်အလကားနေနေသူ့ရဲ့အသက်တာဘာဖြစ်လဲဆုံရှုံသွားတယ်ဆုံရှုံသွားတယ်အာမုံဘရင်ဟာနုံအောက်ကလူတွေလည်းသေတယ်ထွက်ပြေးရတယ်သူရဲ့လက်အောက်ကမူမတ်တေစကားနားထောင်ပြီလို့ဒါကြောင့်ဝိညာဉ်ကြီးရမှာအပေါင်းဖော်ဒီရဲ့စကားကို တတိထားပြီးနားထောင်ပါနှုတ်ကပတ်တော်မဟုတ်ရင်ဝမခံမိပါစေနဲ့ဘာပဲပြောပြောပါနှုတ်ကပတ်တော်ဆိုသဘောတူလိုက်ဟုတ်လားနှုတ်ကပတ်တော်မဟုတ်ဘူးဆိုရင်တရားကိုဝမခံနဲ့เนาะအခုမူမတ်ဒီစကားကိုဟာနှုံနားထောင်မိလို့အကုန်ဒုက္ခရောက်ရခြင်းဖြစ်ပါတယ်ကျွန်တော်အရောက်တိုင်းရဲ့အတ္တတားထဲမှာလေအပေါင်းဖော်ရစီကစကားတွေကြားရလိမ့်မယ်အမျိုးမျိုးပြောကြလိမ့်မယ်သို့တော်ဒီနေ့ကျွန်တော်စင်ကြီးရမှာကနှုတ်ကပတ်တော်ဟုတ်သလားမဟုတ်ဘူးလား ဖယားသခင်ငါ့ကိုဖွင့်ပြထားတဲ့နှုတ်ကပတော်နဲ့ကြိုက်သလားမကြိုက်ဘူးလားမဟုတ်ဘူးဆိုလို့ရှိရင်တော့သူတို့စကားကိုနားယောင်မိတတ်တယ်ဟုတ်တလို့လို့ဟုတ်တလို့လို့နားယောင်မိတော့ဒုက္ခရောက်သွားတာပေါ့ဒီနေ့ဝိညာဉ်ရမှာလဲစာတန်ကနော်ဒီဟာအလုံးလုံးနေတယ်အဲ့အပေါင်းဖော်ရရဲ့စကားလေးနားယောင်မိဒုက္ခရောက်တတ်တယ်ဟုတ်တလို့လို့ပြောတတ်တယ်နော်အခုခေတ်မှာဆိုပုံများတယ်ဟုတ်လားဟုတ်တလို့လို့ ਨੇ ပါသွားနောက်ဒုက္ခရောက်ကောအဲ့ဒါနော် ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့အားပေးချင်တာကအပေါင်းဖော်ရရဲ့ဇကားကိုမှန်သလားမှားသလားတုံကပတ်တော့ဟုတ်သလားမဟုတ်ဘူးလားဆိုတာတတိထားပြီးနားထောင်တက်တဲ့သူတွေဖြစ်ဖို့ဒီကနေ့ဝင်ငှပါတယ်အားလုံးကျေးဇူးတင်တယ်နော်ခဏလေးဆုတောင်းရအောင်အဖာကိုတော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်စင်ကြီးရတဲ့နှုတ်ကပတ်တော်တို့ချီးမွမ်းပါတယ်ဖယားရှိကျွန်တော်တို့ဇကားနားထောင်တဲ့အခါမှာဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အပေါင်းဖော်ဒီပြောတဲ့ဇကားဟာနှုတ်ကပတ်တော်ဟုတ်သလားမဟုတ်ဘူးလားနှုတ်ကပတ်တော်နဲ့ညီသလား မညီဘူးလားဖယားရှင်အလိုတော်ရှိတဲ့အရာ ဟုတ်သလားမဟုတ်ဘူးလားပိုင်းချပြီးနားလဲတက်တဲ့သူတွေပြစ်ဖို့အမြဲတမ်းကျွန်တော်မဆာအရောက်တိုင်းကိုကိုရစကားပြောပါနှုတ်ကပတ်တော်နဲ့ကိုရဖွင့်ပြအလင်းပေးပါအပေါင်းဖော်ရဲ့စကားတိုင်းကိုယုံမိတော်သူမဖြစ်ရပါမိကြောင်းကျွန်တော်တို့တည်တည်ရဲ့အသက်တာကိုအနံပါတယ်အရှင်ယေရှုနာမ၌ယုံတည်စွာဆုတောင်းပြီးဆက်ကပ်ပါတယ်ဖဖျားအာမင်အာမင် Thank you God bless you.